ဖခင်မိခင်မိခင်ကြီးဆိုလို့ချင်းမကျွတ်သေးဘူးလို့ကြားပါတယ်အဲ့တော့အဲ့ဒါတွေပါခေါ်ပြီးတော့အများထမ်းပေးဝေဖို့ရှိပါတယ်အမေမဆုံးခင်အဖေမဆုံးခင်ကတော့တနိုင်သလောက်တော့ကိုရင်ကြီးအကုန်လုံးလုပ်ပေးခဲ့ပါတယ်။ဒါမဲ့ဟိုမိဘဂျေဆုဆက်နိုင်လားလို့မမရဲ့ကိုရင်ကြီးကဆန်ချတာအရှိမရှင်ပြူတော်ကတစ်ချိန်မှာမိဆုံးဖားဆုံးနဲ့ခြောက်ဦးလို့ဆိုအဲ့ဒါလေးနဲ့ပဲနှလုံးနဲ့ပြန်မြင်အောင်ပြီးတော့ဖြေးသိမ့်ရတော့ ဆုံးသွားတဲ့ဥစဉ်အဖေနဲ့အမေလည်းကုသိုလ်ရအောင်လို့တက်တက်ကိုဝေးပေးတာပါ။ ွဲတော်နာမည်လေးကရှင်သနာတိကပါဝင့်မာက17ရက်ဝင့်ပါပါတခါမှလည်းမတက်ဘူးဒါဟိုဘောကွင်ကြီးရဲ့အဖေတွေအမေတွေရှိကြတယ်တခါမှမတက်ဘူးတဲ့အတွက်အတက်ဖြစ်တာပါပြီးတော့ဘေတို့အမေတို့လည်းဆုံးဝပြည့်တယ်သူတို့ကုစုရာစီကျင်တာတချောင်ပြီးတော့လက်ရှိမှာအခုကွင်ကြီးကိုစောင့်ရှောက်ပေးနေတဲ့မွေးသားအဖေမေတွေပေါ့အများကြီးပါသူတို့အကုန်လုံးလည်းကုစုလေးရာစီကျင်လို့ပဲမနေ့ကဆိုရင်အဲ့မွေးသားအဖေမေတွေတယောက်ကဇေယိမ့်နဲ့ ဒါလူဘွားမှာတော်တော်ကြီးကိုသုံးခဲ့ဖြုံးခဲ့ပါတယ်အဲဒါကြောင့်တို့လည်းဒီနေ့ကုသိုလ်လေးပြန်ရစေခြင်းနဲ့အတွက်ဒါလေးကိုမဖြစ်မနေဝတ်မယ်လို့ကြည်သူပြီးဝတ်ပေးတာပဲဝမ်းသာပါတယ်ဝမ်းသာပါဒီအချိန်တော့အဖေနဲ့အမေရှိရင်တော့ဟိုဝမ်းသာမှာပေါ့ဒါပေမဲ့မရှိပေမဲ့လည်း

3-4နှစ်လောက်တည်းဒီကြောင်းကိုရောက်ဘူးတာပဲအရင်တော့မင်းသားရဲမှာဆိုအခုနိုင်ငံခြားရောက်သွားတယ်မင်းသားကိုမင်းကိုတို့အခုလက်ရှိရိုက်နေတဲ့ဦးသိန်းနဲ့လည်းရိုက်ဘူးပဲအကွင်းနဲ့လည်းရိုက်ဘူးပဲဦးမင်းသူတို့အကုန်လုံးဒီကြောင်းမှာစာပြီးကရိုက်တာပဲအရင်တော့ဒီကြောင်းဆိုလို့ချင်းအရှိအအဆောက်အဦတွေအကုန်လုံးကပြင်အောင်ကြောင်းလေးတွေအစင်မရှိပါသေးဘူးလူတိုက်ကြောင်းတွေဖြစ်သေးပါဘူးအဲ့ဒီအချိန်ကလေးရိုက်နေကြတာပဲကားတွေပြီးတော့ဒီကြောင်းကဦးသိန်းရဲ့အမျိုးတွေပေါ့ဖေဖေဘက်ကအမျိုးတွေတက္ကမကြီးဘဘတော်တန်တန်တော်ကင်းစပယ်ဦးတို့လူတန်းလာတာတွေအများဆုံးပါ အဲဒါကြောင့်မလို့အဲ့ဒီတန်ရောစင်လေးတွေလည်းပါပါတယ်ပြီးတော့အဖေတို့ရဲ့မိသားစုကြောင့်ဖြစ်တဲ့အတွက်နောက်ဒီကျောင်းကဝင်းနဲ့လွတ်လပ်လပ်ဖြစ်မယ်လို့ထင်တဲ့အတွက်ဒီကျောင်းမှာလာပြီးတော့ဝင်ဖြစ်တော့လာဒီမှာကြီးကတော့ဘာမှမပြောပါဘူးအစီအမေလိုဝင်ပါဦးစင်ယာသပံဝင်နိုင်လို့ဝင်သွားရင်လေသူကတစ်သက်လုံးဆုံးကွန်းနဲ့ယဟန်တာကမှလောက်ပါမယ်အဲ့လိုလိုပြောပါတယ် ဒါအမှန်တမ်းပြောရင်တော့ဒုက္ခလို့တော့ဥသင်ဟိုကိုယ်ရင်ရမတတ်မှာဒုက္ခလို့မတတ်မှာပါဘာဖြစ်လို့လဲဆိုတော့ဒါမှလည်းဟိုဥသင်ယူထားတဲ့အမျိုးသမီးပေါ့လူဘွားယူထားတဲ့အမျိုးသမီးငွေထားတဲ့ကလေးကိုကိုခွန်ကိုအားနဲ့ရှာကျွေးနိုင်တယ်ပြီးတော့မျိုးသမီးနဲ့ဒိုးဒူပေါင်းပဲရှာစားတဲ့ကလေးကဘဝရဲ့ဒုက္ခတွေပေါ့ဒါဥသင်တယောက်တည်းဆိုရင်တော့ဒါဒုက္ခလို့တတ်မှတ်လို့ရပါတယ်မိသားစုရှိတဲ့အတွက်အဲ့ဒါတော့ဒုက္ခလို့တတ်မှတ်လို့ရပါတယ် ဒီလည်းအဲ့တော့ဒီရန်ကုန်ကိုစရောက်တော့မှဆိုအိမ်ထဲတော့မနေခဲ့ရဘူးဒီမှာပန်းကျိုးသီးလေးရိုက်ဖို့လာတော့ဘိုးတထောင်မှာကန်းကတ်တမောပေါ်မှာဥစဉ်နေခဲ့ရတယ်။အဲ့ဘိုးကနေပြီးတော့မှဘိုးတထောင်ဖိုးရှိုးဝင်းတဲ့ကအတိမိတ်ဆွေတယောက်ကတိုက်ခမ်းမှာအလုသမားတိုက်ခမ်းမှာတန်ရမှာသွားနေခဲ့ရတယ်။နေခဲ့ပြီးတော့မှဝိသားဘေဝစာရေးစရာတယောက်ကကောင်းမှုစာရေးစရာဒရိုက်တာတယောက်ကကောင်းမှုနဲ့စောင့်ရှောက်မှုနဲ့ နောက်တကုံဘက်မှာအိမ်လေးငါပေးပြီးတော့နေပြတယ်အဲ့ရနေပြီးတော့မှကာရိုက်မှာတွေ့ခဲ့တဲ့ကိုမင်းသားကြီးကပေတော့မီတို့ရဲ့ပရိသတ်ဖြစ်တဲ့အတွက်သူတို့ဟိုဓာရဲတန်ရောစင်နဲ့ခွင်းကြီးကိုမွေးစားသားဆိုပြီးမွေးစားလိုက်ပြီးတော့သူရိုက်တဲ့ကားတွေမှာတောက်လျှောက်ထည့်ရိုက်ပေးလို့အမှုညံလောကမှာနေရာတနေရာလေးရလာတာပါဦးသိန်းပေပေရမေရောလေသူတို့စိတ်သဘောနဲ့သူတို့ဘာမှမလုပ်ဘူးစိတ်သဘောနဲ့လှုပ်ချင်ရလှုပ်ပါလို့အဲတုန်းကတော့ စပင်ဆိုလဲဥစဉ်ခါလောက်ဒီအရှိကြီးထားတော့အဲ့စပင်ကိုဖြတ်အမအရန်နှမျောတဲ့အတွက်တခါမှတော့ပစင်းဝတ်ဖို့စိတ်ကူးမရှိပါဘူးကျွတ်တရားလဲရတယ်လဲပါရဖို့ပြီးတော့မွေးနေ့အမေမီဆုံးပြီးပထမ၃နှစ်နှစ်လောက်တည်းကတခါမှမဝတ်ဘူးလေတောက်လျှောက်ကပေါ့အပြင်မှာပဲဟိုဘီယာတောက်လိုက်ကလပ်သွားလိုက် KTV သွားလိုက်နဲ့အဲ့လိုပဲကဲလာတာဆိုတော့အခုဒီနှစ်ကတော့ဆုံးသွားတဲ့ဥစဉ်အဖေနဲ့အမေလည်းကုစုရအောင်လို့စက်သက်ကိုဝတ်ပေးတာပါ အဲ့လိုတော့မကြဘူးဘာဖြစ်လို့ဆိုဘုံကြီးကဆန်ချတာအရှိမရှင်ပြူတော်ကတစ်ချိန်မှာအမိဆုံးဖားဆုံးနဲ့ခြောက်ဘူးလို့ဆိုအဲ့ဒါလေးနဲ့ပဲနှလုံးနဲ့ပြန်ပြန်ရောက်ပြီးတော့ဖြေးသိမ့်ရတော့မျက်ရည်တော့မကြခဲ့ပါဘူးအမျိုးသမီးနဲ့မွေးသားအမိနဲ့ကင်ပြီးတယ်ဖိတ်တာမှာပါတယ်မွေးသားအမိလေးတော်ဆန်တိုင်းနဲ့နှစ်ယောက်ကင်ပြီးတာပါ နဲ့တော့မှာလို့လူဝေးလေးမြတ်မဆုံးမွေးချိုးပြီးတော့ဘုရားမန်းလျှော့ရောပါရှိရာရောရာအမေမဆုံးခင်အဖေမဆုံးခင်ကတော့တတ်နိုင်သလောက်တော့ကိုရင်ကြီးအကုန်လုံးလုပ်ပေးခဲ့ပါတယ်။ဒါမဲ့ဟိုမိဘဂျေစုဆက်နိုင်လားလို့မမှန်ရဲ့ဖခင်အောင်မှာပဲ노တလုံးဘိုးပဲကြည့်တယ်လေတကယ်ကြီးအဲ့တော့ဦးစင်ကိုရင်ကြီးတို့ဆိုလဲ노တစ်ဇက်ဖိုးလောက်တော့ကြည့်နိုင်မယ်လို့ထင်ပါတယ်။ အဲ့လိုမျိုးတော့မရှိပါဘူးတတိယဓာတ်ကတော့အဓိကကတော့ဒီကြောင်းရောက်ပြီဆိုလို့ရှိရင်တော့ကိုရင်ကြီးအဖေပေါ့ဒါအမေကြောင်းမဟုတ်တဲ့အတွက်အဖေကိုပုံသတိရပါတယ်အမေတို့ကကိုဘက်ကငါးတက်ကြီးကြောင်းကိုကိုဝက်တာပါအဲ့တော့ဒါအဖေကြောင်းကျတဲ့အတွက်အဖေကိုသတိရပါတယ်ဒီကြောင်းမှာပဲအဖေတို့တွေရုပ်ရှင်တွေရိုက်ပါလိရိုက်နေအဲ့တော့ကိုရင်ကြီးကခလေးဘွားနဲ့လိုက်ဆော့တာပေါ့မိသားစုကြောင်းကိုမိသားစုကြောင်းရဲ့လို့မဟုတ်ကိုအိမ်လို့ဖြစ်နေတာပေါ့ဒုတိယအိမ်လို့ဖြစ်နေတာပါအဲ့ဒါကြောင့် ဒီကြောင်းလေးမှာလာလို့ချင်းတော့ဝင်ရေးအဖေလွမ်းပါတယ်တတိယပါတယ်ညာညာ နေ့အမြပေးဝေချင်တာကတော့ဦးစင်းရဲ့တမလွန်ကိုရောက်သွားတဲ့အဖိုးတွေအဖွားတွေပြီးတော့ဦးစင်းရဲ့ဖခင်မိခင်မိခင်ကြီးဆိုလို့ချင်းမကျွတ်သေးဘူးလို့ကြားပါတယ်အဲ့တော့အဲ့ဒါတွေပါခေါ်ပြီးတော့အများထမ်းပေးဝေဖို့ရှိပါတယ်ဒီနေ့သူ့လို့သမားကုသိုလ်ကောင်းမှုတရားကိုခေါ်ဆိုနိုင်ရဲ့အမြပေးဝေပါတယ်အားလုံးကြကြသမားကုသိုလ်အမြအမြအမြယူရောကြပါကုန်လုံးအာဒုတာဒုတာဒု အားလုံးပကြကြမြအကူသူအမြအမြအမြယူရောမူကြပါဘုန်းတော်သာဓုသာဓုသာဓုအားလုံးကြကြသမြအကူသူယူရောမူကြပါဘုန်းတော်သာဓုသာဓုသာဓု